2025ခုနှစ်တိုင်းဒေသကြီးနဲ့ပြည်နယ်မျိုးသားမျိုးသမီးဗောလီဘောပြိုင်ပွဲကို ရှမ်းပြည်နယ်ကအင်ရှန်အဖြစ်လက်ခံကျင်းပလျက်ရှိရာယနေ့တွင် အမျိုးသမီးဗောလီဘောကွာတာဖိုင်နယ်ပွဲစဉ်များကို အချိန်အနည်းရှင်ပြိုင်လျက်ရှိပါသည်။ထို့သောရှင်ပြိုင်ရာတွင် ရှမ်းပြည်နယ်အသင်းမှရခိုင်ပြည်နယ်အသင်းကိုသုံးပွဲပြည့်ဖြင့်၎င်းမန္တလေးတိုင်းဒေသကြီးအသင်းမှကရင်ပြည်နယ်အသင်းကိုသုံးပွဲပြည့်ဖြင့်၎င်း ကချင်ပြည်နယ်အတင်းမှတနင်္သာရီတိုင်းဒေသကြီးအတင်းကိုသုံးပွဲပြည့်ဖြင့်၎င်းရန်ကုန်တိုင်းဒေသကြီးအတင်းမှစကိုင်းတိုင်းဒေသကြီးအတင်းကိုသုံးပွဲတစ်ပွဲဖြင့်၎င်းအတီတီအနိုင်ရရှိကစီမီဖိုင်နယ်သို့တက်ရောက်သွားပြီးဖြစ်ပါတယ်စီမီဖိုင်နယ်သို့တက်ရောက်သွားကြသည့်အသင်းများမှအုပ်ချုပ်သူနီးပြများနှင့်အားကစားသမားများ၏စကားသံများကိုယခုလိုမေးမြန်းထားပါရဲ့ရှင်။ မင်္ဂလာပါရှင်ကျမကတော့ရှမ်းပြည်နယ်မြို့တမီဘောလီဘောအသင်းရဲ့အုပ်ချုပ်သူဒေါက်တိုင်းရှင်မှာဖြစ်ပါတယ်ရှင်ကျမတို့ရှမ်းပြည်နယ်မြို့တမီဘောလီဘောအသင်းကအုပ်စုပွဲမှာဆိုလို့ရှင်ပထမဆုံးပွဲမှာတနင်္လာရီတိုင်းဒေသကြီးအသင်းကို၃ပွဲပြတ်နဲ့အနိုင်ရရှိပြီးတော့မှဒုတိယပွဲစဉ်အနေနဲ့မွန်ပြည်နယ်အသင်းကိုလည်း၃ပွဲပြတ်နဲ့အနိုင်ရရှိတာကွာတာဖိုင်နယ်ကိုရောက်ရှိလာခဲ့ပါတယ်ကွာတာဖိုင်နယ်မှာတော့ရခိုင်အသင်းကိုလည်း၃ပွဲပြတ်နဲ့အနိုင်ရရှိပြီးတော့မှစီမီဖိုင်နယ်မှာတော့မန္တလေးအသင်းနဲ့အချိန်ပြိုင်သွားမှာဖြစ်ပါတယ်ရှင်ဒီ၂၀၂၅ခုနှစ်တိုင်းနယ်ပြည်နယ်ဘောလီဘောပြိုင်ပွဲကြီးကိုအိမ်ရှင်ဖြစ်လက်ခံကျင်းပရတဲ့အတွက် ဲကျမတို့ရဲ့ဆန်ပြည်နယ်အစိုးရအဖွဲ့ရဲ့အနီးကကြီးကြပ်မှုနဲ့တင်းတိုင်းကိုလည်းကူညီပံ့ပိုးဆောင်ရွက်ပေးထားပါတယ်ရှင်ပြီးတဲ့အခါကျပြည်နယ်အားကလည်းအဆောက်အအုံရရာလူတွေတွေမရှိအောင်ကူညီဆောင်ထားကူညီဆောင်ချောက်ပေးထားပါတယ်ရှင်မင်္ဂလာပါကျမကတော့ဆန်ပြည်နယ်ကစားသမားမရုစတမ်ဖြစ်ပါတယ်ရှင်မင်္ဂလာပါကျမကတော့ဆန်ပြည်နယ်ကစားသမားဟန်ဂျူစုဖြစ်ပါတယ်ရှင်အစုပွဲကိုမော်နဲ့တနင်္သာရသုံးပွဲပြိုင်နိုင်ခဲ့ပါတယ်ခုကွာတာဒီနေ့ကွာတာပွဲမှာတော့ရခိုင်ကိုသုံးပွဲပြိုင်နိုင်ခဲ့ပါတယ်စီမီဖိုင်နယ် က်သွားပါလိမ့်ရှင်ကျွန်မတို့အတင်းကတော့တဦးချင်းရောအတင်းလိုက်ရောအကလို့ကြိုးစားပြီးတော့ပြန်ပွဲဝင်ရောက်ရှိပြန်ကြပါရယ်ပရမပွဲရနိုင်အောင်လည်းဆွမ်းဆောင်သွားပါမယ်ဟုတ်ကဲ့ကျွန်တော်နာမည်ကဦးစောဝင်းထွန်းပါကချင်ပြည်နယ်ဘောလုံးဘောမျိုးသမီးတင်းရဲ့လေးပြဖြစ်ပါတယ်ကျွန်တော်အနေနဲ့အခုဒီဟာအုပ်စုပွဲမှာတော့ကျွန်တော်အုပ်စုက၄တင်းအုပ်စုမှာကြားတဲ့အတွက်ကျွန်တော်တို့အတင်းသားတွေနေနဲ့အားလုံးစ조사ပန်းစားနဲ့ကစားလာလို့အခုဒါ semi final အဆင့်ကိုရောက်လာတာဖြစ်ပါတယ်။နောက်ကျွန်တော်တို့ပြည်နယ်အနေနဲ့က ကိုမကဲ့ရက်ကတလလို့တာပြောတယ်တကယ်တမ်းကျတော့တလနေပါတဲ့တကယ်လူဆုံတာ16ရက်လောက်ပဲလူဆုံပါတယ်ကျွန်တော်ကျွန်တော်တို့ပူတာကိုရေခဲတောင်အဖွဲရနေပြီးမှလာတာ၄ဦးပါပါတယ်နောက်ကျန်သားမြချင်းသားမျိုးပေါ်နဲ့နောက်မိုးကောင်းကတယောက်ပါတယ်အားလုံးကလူစုလူမျိုးတွေဖြစ်ပါတယ်နောက်ကျွန်တော်တို့ကတော့ဒါဒီပြကကျွန်တော်တို့အဖွဲကောင်းဆောင်တယောက်ပါမယ်နောက်ဒီပြလက်ထောက်နေပြနဲ့ကျွန်တော်တို့ဆိုအားလုံး၃ယောက်ပါပါတယ်ခင်ဗျာ။နောက်ကျွန်တော်တို့အနေနဲ့ကတော့ semi final နဲ့မနစ်ကလည်းမြူသားအားစားပွဲတော်မှာတတိယရထားတာဖြစ်တဲ့အတွက်ကျွန်တော်တို့အနေနဲ့ ါစီဘီဖိုင်နယ်မှာအကောင်းဆုံးကြိုးစားပြီးတော့ဖိုင်နယ်တက်အောင်ကြိုးစားသွားမယ်လို့ကျွန်တော်များပြောကြားလိုပါတယ်။ကျွန်မကတော့ကချင်ပြည်နယ်အဲအမျိုးသမီးဘောလီဘောအသင်းကဖြစ်ပါတယ်ရှင်။ကျွန်မနာမည်ကတော့အေးမီဖြစ်ပါတယ်ရှင်။ကျွန်မတို့ကချင်ပြည်နယ်ဘောလီဘောအမျိုးသမီးအသင်းကတော့အမျိုးသားအကစားပွဲတော်မှာ တတိယတင်ရရှိရဖြစ်တဲ့အတွက်ကြောင့်အဲအခုတိုင်းနယ်ပြည်နယ်ပွဲမှာလည်းအကောင်းဆုံးနဲ့ပထမဆုံးရောက်ကြိုးစားပွားပါမယ်ရှင့်ကျွန်တော်ကတော့မန္တလေးတိုင်းဒေသကြီးအမျိုးသမီးအသင်းမှာအုပ်ချုပ်သူအစ်စနာဝင်ဖြစ်ပါလေကျွန်တော်တို့မန္တလေးတိုင်းဒေသကြီးအနေနဲ့၁၄ဆ၅မှာကျွန်တော်တို့လူရုပ်ပွဲလုပ်ပြီးတော့၁၆ရက်နေ့ရက်နေ့စပြီးတော့ကျွန်တော်တို့ကန့်ဝင်ပြီးတော့မှလက်ရှိချန်ပီယံစုကိုဆက်လက်ထိန်းသိမ်းသွားပါမယ်မန္တလေးတိုင်းဒေသကြီးအသင်းမှာမဆုမုံမဖြစ်ပါလေရှင်အုပ်စုပွဲစဉ်မှာ မကွေးနဲ့သကိုင်းပြင်းကိုသုံးပွဲပြည့်အနိုင်ရရှိပြီးတော့ควอเตอร์အဆင့်မှာလည်းကရင်ပြည်နယ်ကိုသုံးပွဲပြည့်အနိုင်ရရှိပြီးဆီမီဖိုင်နယ်အဆင့်ကိုတက်ရောက်သွားပြီဖြစ်ပါတယ်။တိုင်ပွဲမှာအကောင်းဆုံးကြိုးစားပြီးတော့လက်ရှိချန်ပီယံစုကိုပဲစခုဖို့အကောင်းဆုံးကြိုးစားသွားမှာပါ။ဟုတ်ကဲ့ကျွန်တော်နာမည်ကတော့ဒေါ်ခိုင်ဝင်းဖြစ်ပါတယ်။ဘယ်ကွန်တိုင်းရုပ်သမီးတင်အုပ်ချုပ်ပါခင်ဗျာ။ကွန်တိုင်းဒေတာကြီးရုပ်သမီးတင်စုပေါင်းကတော့အဲဒီတော့ကျွန်တော်တို့ရန်ကုန်တိုင်းဒေတာကြီးအစိုးရဘက်ဝင်းကျောက်ဖလား၁၄ခရိုင်။ရမျိုးသားအမျိုးသမီးတိုင်ပွဲကို 29ရက်9လ2025မှာစတင်ဆင်နိုင်ခဲ့ပါတယ်အဲ့ရနေပြီးတော့9ရက်နေ့မှာကျွန်တော်တို့အော်ရတာသမားတွေစုဖွဲ့လေ့ကျင့်ခဲ့ပြီးတော့25ရက်နေ့မှာကျွန်တော်တို့ကနာမလူစရင်အဲလေရွေးတင်စရင်ဆက်ပါတယ်ဗျာ26ရက်နေ့ကနေစပြီးတော့ကျွန်တော်တို့အော်ဒီရန်ကုန်တိုင်းဒေသကြီးလေရွေးစင်အတင်းနဲ့အဲကျွန်တော်ဒီပြိုင်ပွဲကို live ဆင်နိုင်တာဖြစ်ပါလိမ့်ဗျာ2024ခုနှစ်တိုင်းနဲ့ဒီနယ်ပြိုင်ပွဲမှာကျွန်တော်တို့ကတတိယအဖြစ်ရရှိခဲ့ပါတယ်ဗျာအခုဒီနေ့အဲတိုင်းနယ်ပြိုင်ပွဲကိုကျွန်တော်တို့ပထမအဖြစ် အနိုင်ရရှိအောင်လို့အဆောင်ကိုကြိုးစားသွားမှာဖြစ်ပါတယ်ဗျကျွန်တော်ကတော့ရန်ကုန်တိုင်းသားကြီးမဆော့နေရဲ့မအင်းနာမည်ဖြစ်ပါတယ်မိမကတော့ရန်ကုန်တိုင်းသားကြီးတင်းမှာဆော့နေတဲ့မတ်စပယ်တင်းဖြစ်ပါတယ်ကျွန်တော်တို့အောက်စုဘွဲမှာတော့အင်းနဲ့ ARD ကိုသုံးဘွဲပြန်အနိုင်ရရှိပြီးတော့ဒီကွာတာမှာတော့ဗောနောစကိုင်းတိုင်းကိုသုံးဘွဲတစ်ဘွဲနဲ့အနိုင်ရရှိခဲ့ပါတယ်ဒီပြိုင်ပွဲမလာခင်မှာဗောနောကန်တလားလောက်ဝေးခဲ့ရပါတယ်ဗောနောအာခက်ခဲရတော့ရန်ကုန်ရမ်းပူတဲ့အချိန်မှာကျွန်တော်တို့ခက်ခဲနဲ့အကုန်လုံးစီးစီးလုံးနဲ့ စ조사ခဲ့ပါတယ်။ဟုတ်လားကျွန်တော်ရှမ်းပြည်နယ်မှာလာရောက်ရှင်းနေတာအခက်ခဲကတော့ကျွန်တော်တို့ရန်ကုန်တန်းကတော့ရမ်းပြူရယ်ပေါ့နော်။ရောက်တာအေးရတယ်တခုပါပဲ။